ရုရှားနဲ့ပြစ်ခတ်ရဆဲကြီးဟာချင်းမီရေးဖြစ်လာနိုင်တယ်လို့ဇလန်စကီကပြောပါတယ်။၃နှစ်ကျော်လာပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲဟာချင်းမီရေးပြစ်ခတ်ရဆဲနိုင်ကြောင်းနဲ့မဟာမိတ်တွေအနေနဲ့ရုရှားကိုကြီးမားတဲ့ဖိအားပေးမှုတွေပြုလုပ်ဖို့လဲဇလန်စကီကတောင်းဆိုခဲ့ပါတယ်။အချင်းမီရေးပြစ်ခတ်ရဆဲမှု ဖြစ်နိုင်ပေမဲ့လက်ရှိချင်းဒီတော့တိုက်ပွဲတွေကဖြစ်နေတော့မှာဇလန်စကီကခြားနိုင်ငံပရမျိုးကိုရောက်နေပြီးချက်သမရာပိုတိုဂျီပါပဲနဲ့သူတင်းစားရှင်ပွဲမှာပြောခဲ့တာပါ။ မဟာမိတ်တွေရဲ့ဖိအားပေးမှုတာမပိုင်ရင်ပူတင်ဟာပြည်ထနာတွေကိုအဆုံးသတ်ဖို့ခြေလန်းစတင်မှာမဟုတ်ဘူးဆိုပါလေဒီပြစ်ခတ်ရဆိုင်ဟာအခြေမွေးဖြစ်နိုင်တယ်ဒီကနေ့တောင်ဖြစ်နိုင်တယ်ဗျတနမန်ရေကိုအခွင့်အရေးပေးဖို့အနည်းဆုံးတော့ရက်30လောက်လိုတယ်လို့ဇလန်စကီးကပြောပါတယ်ပြီးခဲ့တဲ့ပတ်ကပူတင်ဟာဆိုဗီယက်ယူနီယံကနာဇီတို့ကိုအနိုင်ရခဲ့တဲ့80ပြည့်ဖြစ်မေရှိယနေ့ကနေ10ရက်နေ့အထိပြစ်ခတ်ရဆိုင်ကြီးညပါတယ်အဲ့ဒီလိုသတ်မှတ်တာကိုအဓိပ္ပာယ်မရှိဘူးလို့ဇလန်စကီးကပြောပါတယ် ချန်နိုင်ငံဟာရုရှားကျူးကျော်စစ်ဆင်တဲ့နဲ့2020နှစ်ကလေးကယူကရိန်းကို ထောက်ခံတဲ့နိုင်ငံဖြစ်ပြီးခရီးလက်နက်တွေစတင် ထောက်ပံ့ခဲ့တဲ့နိုင်ငံပါယူကရိန်းနေနဲ့2025မှာပနာမပံ့ပိုးမှုအစီအစဉ်ဖြင့်လက်နက်တိရစ္ဆာန်ရှင်းတမ်းမှုလက်ခံမှုမျှော်လင့်နေပါတယ်ဒီလိုကနဦးလက်နက်ပံ့ပိုးမှုကထိရောက်မှုရှိပြီးတော့လေယာဉ်မောင်းနှင်ခြင်းတွေနဲ့အတူပူးတွဲလှုပ်ဆောင်ရမယ်လို့ဇလန်စကီကပြောပါတယ်ယူကရိန်းက F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ထားတာကြောင့်လေယာဉ်မောင်းနှင်မှုအစီအစဉ်ကိုထပ်ပြီးတော့တိုးချဲ့ပွဲရှိပါတယ် လေရင်မှုတွေကိုလည်းအမေရိကန်ကလေ့ကျင့်ပေးဖို့အလားအလာလည်းရှိနေပါတယ်။လောလောဆယ်မှာတော့ယူကရိန်းဘက်ကဒရုန်းတိုက်ခိုက်မှုကြောင့်မော်စကိုလေဆိပ်တွေပိတ်ခဲ့ရတယ်လို့ရုရှားကပြောပါတယ်။မေလီနဲ့မေငါနှစ်ရက်လုံးလုံးယူကရိန်းဟာမော်စကိုကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ကြောင်းရုရှားဆွဆွဲခဲ့ပြီးမော်စကိုရဲ့ထင်ကရလေဆိပ်အားလုံးကိုလုံခြုံရေးအရယာယီပိတ်ခဲ့ရတယ်လို့ရုရှားကနာမည်ကပြောပါတယ်။ မော်စကိုမြို့တော်စာကြီးဆိုဗီယက်နေကမေ9ရက်နေ့ညပိုင်းမှာအရင်မျက်နှာပေါင်းဆောင်ကနေမော်စကိုစီဥတီပြန်တက်လာနေတဲ့ယူကရိန်းဒရုန်း16စက္ကန့်မနည်းပြစ်မှတ်ကိုမရောက်ခင်ပြစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီမတိုင်ခင်ညတော့ကလည်းယူကရိန်းဒရုန်း26စီပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒရုန်းပြက်စီချို့ဟာဝေးပြက်လက်မကြီးပေါ်ကျခဲ့ပေမဲ့လူတွေတော့ထိခိုက်ဒဏ်ရာမရှိပါဘူး။ရုရှားရဲ့စစ်သည်တွေနဲ့ဖော်ပြနေတဲ့ဘလော့ဂါတချို့ကတော့မော်စကိုတိုင်ပိုင်းကအဆောင်အုံတစ်ခုမှာ ဒရုန်းတိုက်ခိုက်မှုခံခဲ့ရတယ်ဆိုပါလေယူကရိန်းဘက်ကတော့မော်စကိုကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလားဆိုတာအမှတ်ချက်မပေးပါဘူးတစ်ဖက်မှာတော့ယူကရိန်းရဲ့ခါကီမြို့တော်ဝန်ယုံကခါကီနဲ့မြို့တော်ကီပ်တို့မှာရုရှားရဲ့ညာလိုဘက်ဒရုန်းတိုက်ခိုက်မှုနဲ့ကြုံခဲ့ရတယ်လို့ကြေညာထားပါတယ်2020နှစ်နှစ်စပိုင်းမှာရုရှားရဲ့ကြီးကျယ်စစ်ဆင်တင်ခဲ့တဲ့နောက်ယူကရိန်းဟာမော်စကိုကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေအကြိမ်များစွာလုံဆောင်ခဲ့တာဖြစ်ပါတယ်